တပ်ပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေးမယ်ဘဝလေးလာပါပြီအားလုံးပဲမင်္ဂလာပါဘဝရုပ် channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ mobile channel ကဟီးရိုးတွေကိုဆွေမျိုးစားကြပါမယ်ကိုပြောမပြခင်မှာကျွန်တော်ကဒီလိုဗီဒီယိုလေးတွေကို only တစ်လုံးနဲ့ပြုလုပ်နေရတာဖြစ်တဲ့အတွက် ီဒီယိုကောင်းတစ်ပုဒ်ရဖို့ဆိုတာတော်တော်အချိန်ယူရပါတယ်။ကဲအဲ့တော့ကပိုးဝါရုပ်ကိုအားပေးခြင်းနဲ့ဆိုရင်တော့ဒီဗီဒီယိုလေးကို VPN လေးခံပြီးတော့အစာဆုံးကြည့်ရှုပေးဖို့တောင်းဆိုပါရခင်ဗျာ။ဟုတ်ကဲ့ပါဒါဆိုရင် Mobile Legends လေးက Hero တွေကတယောက်နဲ့တယောက်ဘယ်လိုတွေများတော်ဆက်မလဲဆိုတာကိုကျွန်တော်နဲ့တူတူလိုက်ပြီးတော့ကြည့်ရှုလိုက်ကြရအောင်။ Number 1 Julian က Twizzler ရဲ့တားတယောက်ပဲဖြစ်ပါတယ်။နံပါတ်2လေးလား နိုလန်ရဲ့တမိတယောက်ပဲဖြစ်ပါတယ် Gaze upon the edge of the void အဲ့ဘတော့မီယာဟာအစ္စတန်ရဲ့မြန်မာလေးတယောက်ပဲဖြစ်ပါတယ်နံပါတ်၄ကူစင်ကအမွန်ရဲ့ဘီလေးတယောက်ပဲဖြစ်ပါတယ် I'm found if you can. နံပါတ်5ဗလက်တီနာကတော့သူတို့နှစ်ယောက်ရဲ့ဘိုးဘေးပဲဖြစ်ပါတယ်။ I'm bound if you can. နဘာချောကိုနေဗီယာကလန်စလော့ရဲ့ညီမလေးတယောက်ပဲဖြစ်ပါတယ်။ I'm born with talent. စပါနဲ့အေဗာကတော့အမွာစိုက်ဖို့တွေပဲဖြစ်ပါတယ်။နဝရှိချန်အင်းနဲ့ချီလုံကတော့ဝမ်ဝဲမောင်နှမတွေပဲဖြစ်ကြပါလေ။ဘာကိုကရီနာကဆလီနာရဲ့အမကြီးတယောက်ပဲဖြစ်ပါတယ်။ နံပါတ်10ဆေးဝါးနာကဒိုင်ယောနဲ့လူကတ်တို့ရဲ့အမကြီးတယောက်ပဲဖြစ်ပါတယ်နံပါတ်7သာမတ်ကဒိုင်ယောရဲ့ဆရာတယောက်ပဲဖြစ်ပါတယ် do what i want to do for honor never said funny guy tiger ရဲ့ညီမလေးတယောက်ပဲဖြစ်ပါတယ် sir what's your command နံပါတ်3ဘလယ်ရစ်ကတော့ Floran ရဲ့ဖန်တီးရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ Floran ကိုဖန်တီးထားတာကြောင့်ပဲဖြစ်ပါတယ်။နံပါတ်4 Argus က Rafaela ရဲ့အမွာအကိုတစ်ယောက်ပဲဖြစ်ပါတယ်။နံပါတ်5 Leslie ရာ Harley ရဲ့အမကြီးတစ်ယောက်ပဲဖြစ်ပါတယ်။ ကြီးဝင်နေ။ဘာသာချောင်းပရာတင်းကတော့သူတို့နှစ်ယောက်ကအေဒူမေကွဲမောင်နှမတွေပဲဖြစ်ပါတယ်။နဘာစကောကာလီယာကကတိတာနဲ့ပဒန်းတို့ရဲ့ဒါမှမတော်ဝင်မဲ့အရင်ချစ်ကြတဲ့မြမငယ်လေးတွေဖြစ်ပါတယ်။ Okay ပါဒီနေ့ဗီဒီယိုလေးကတော့ Mobile Channel က Hero တွေကိုဆွေမျိုးဆက်ပေးလိုက်တာပဲဖြစ်ပါတယ်။နောက်တစ်ခေါက်မှဆိုရင်တော့ Mobile Channel က Hero စုံတွဲလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဖိုးဝါရုပ် Channel လေးကို subscribe လုပ်ရသေးဘူးဆိုရင် subscribe လုပ်ပေးခဲ့ကြပါဦး comment လေးတွေရေးခဲ့ကြပါလက်မလေးနှိပ်ခဲ့ကြပါဘေးနားက notification bell လေးကိုလည်းဖွင့်ခဲ့ပြီးတော့ဗီဒီယိုသစ်တင်တိုင်း live ဖွင့်တိုင်းမှာအားပေးကြပါဦးကျွန်တော်ရဲ့ Power Youth Channel ရဲ့ဗီဒီယိုမှာဆိုရင် Mobile Legends gameplay လေးတွေ Mobile Legends Hero Storyline လေးတွေနဲ့ Mobile Legends Event အကြောင်းလေးတွေကိုရှင်းပြထားလေးတွေရှိပါတယ်။ Galia ရဲ့ဟာသားဗီဒီယိုလေးတစ်ပုဒ်ကိုဖွင့်ပြရင်းနဲ့ပဲနှုတ်ဆက်လိုက်ပါတယ်။အားလုံးပဲတရားချမ်းမြေသောနေ့လေးတစ်နေ့ပိုင်ဆိုင်ကြပါစေခင်ဗျာ။